ကျွန်တော်တို့ဟာလက်ရှိလူဒေါ်လာရေးခွန်အားနဲ့ရေစီတည်တမ်းမှုဖြစ်စေတဲ့အခြေခံအုံမြင့်တွေကိုခွဲခြားစိတ်ပြန်ကြည့်ကြအောင်။အမိုင်းကိုပြန်ကြည့်ရင်ဒီမှာပြည်သူတွေကဒီလိုဆန္ဒပြမှုတွေနဲ့ဒေါ်လာမှုတွေအချင်းချင်းလုံးဆောင်ခဲ့ကြပါတယ်။ဒါမဲ့ဒီတစ်ချိန်မှာဘာကြောင့်ဒီလောက်ထိပြင်းထန်ပြီးတော့အခြေအနေတွေကအများကြီးပြောင်းလဲနေတာလဲ။ဒီဒေါ်လာရေးကအရင်ဒေါ်လာရေးတွေနဲ့လုံးဝမတူညီတဲ့အဓိကအချက်၃ချက်ကိုကျွန်တော်တို့သုံးသပ်ကြည့်ကြအောင်။ပထမဆုံးနဲ့အရေးကြီးဆုံးခွာခြားချက်ကတော့ဤပညာရဲ့စွမ်းအားပါ ထောင်ကရှင်းစစ်ရှင်းရှင်းလင်းလင်းလုံးရှားမှုလို့မျိုးရင်ခစ်တယ်မှာအာနာပိုင်တွေကဖုန်းလိုင်းတွေဖြတ်တောက်ပြီးတော့နိုင်ငံမှန်သတင်းမီဒီယာတွေကတော့သူတို့ကအသုံးချတယ်နော်အဲ့လိုအသုံးချခဲ့ပြီးတော့သတင်းတွေအမောင်ချခဲ့ပြီဆိုရင်ပြည်သူတွေကအချက်အလက်တွေရရှိဖို့မလွယ်ကူခဲ့ပါဘူးအဲဒီနေ့ကလည်းရှိချင်းနေမှာတော့ဆိုရှယ်မီဒီယာလို Facebook တို့ Telegram တို့ TikTok တို့ YouTube တို့စတဲ့ VPN နည်းပညာတို့ AI တို့ဒီလိုနိုင်ငံတကာမီဒီယာတွေရဲ့ကျေပြန့်မှုတွေကြောင့် တရင်မောင်ချခြင်းကလုံးဝမဖြစ်နိုင်တော့ပါဘူး။ပြည်သူဒူးချင်းစီတိုင်းကစီတီဇန်ဂျာနယ်လစ်တွေဖြစ်လာတော့နိုင်ငံသားတိုင်းနိုင်ငံသားတိုင်းသတင်းတောက်တွေဖြစ်ကုန်တဲ့သဘောပေါ့။အဲ့တော့ဒီချက်ကဘာလို့ပြလဲဆိုရင်မန်တရားကိုပြည်တွင်းမှာပိတ်ဆို့ထားလို့မရတယ်လို့ကမ္ဘာအတိုင်းဝိုင်းကနေလည်းဖုံးကွယ်ထားလို့မရတော့ပါဘူး။ဒီနည်းပညာဒေါ်လာရင်းအတွက်အရေးကြီးဆုံးကွန်ရက်ကိုထူထောင်ပေးခဲ့တာဖြစ်ပါတယ်။ I get so mad, there's no control in me. My thoughts get so bad, I'm like, I might grab a bat, I don't know. My wrath, my blood boils over like. Oh god, here goes. I lost all feeling from my head to my toes. You said some shit that I can't let go. So just stay tuned for the rest of the show. So have you ever felt betrayed? Switches how you see things. ုင်ငံရေးသမိုင်းမှာမကြုံစုဘူးတဲ့စီးလုံးညှို့ညို့မှုပါပဲအရင်တော့ဒေါ်လာရေးတွေမှာမျိုးပြလူလူနဲ့တိုင်းသားလက်နက်ကင်နေနေကြီးားမှာခန္ဓာခြားနာမှုတွေရှိခဲ့ပါတယ်ယုံကြည်မှုတွေလည်းတိစောက်မှုခက်ခဲခဲ့ကြပါတယ်ဒါပေမဲ့ဒီဒီချိန်မှာတော့ဒေါ်လာရဲ့ရည်မှန်းချက်တစ်ခုလေးအောက်မှာတိုင်းရင်းသားလူမျိုးစုတွေမျိုးနွယ်စုတွေဘာသာပေါင်းစုံနဲ့မျိုးပြကလူငယ်တွေသူတို့ရဲ့စစ်မှန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်ဒီလိုပထမဆုံးချင်းတမိုင်းဝင်ပူးပေါင်းဆောင်ရွက်မှုဟာဒေါ်လာရဲ့ရည်ရည်တည်တဲ့ခိုင်မာမှုကိုအမခံပေးနေတာဖြစ်ပြီးတော့ မြမနာကနိုင်ငံရေးအတွက်အရေးကြီးဆုံးအုတ်မြစ်တစ်ခုလည်းဖြစ်တယ်လို့ကျွန်တော်တို့သုံးသပ်ရပါတယ်။နောက်နံပါတ်3ကတော့ဒေါ်လာရဲ့ပုံစံပြောင်းသွားတဲ့သဘောပါပဲ။ဒီတော့လှုပ်ရှားမှုတွေကခေါင်းဆောင်တူဓမ္မမို့ဘိုးဦးစီးအဖွဲ့တစ်ခုရဲ့ဆုံးဖြတ်ချက်ကိုအဓိကအားကိုးခဲ့ကြတယ်။ဒါကြောင့်ခေါင်းဆောင်ဖမ်းဆီးခံရတာနဲ့လှုပ်ရှားမှုကလည်းသူကရပ်တန့်သွားလို့ရှိပါတယ်။ဒီတခါတော့ဘိုးချုပ်ကင်မှုကင်းမဲ့တဲ့ပုံစံမျိုးဖြစ်လာခဲ့တယ်။စီဒီအန်လှုပ်ရှားမှုတွေ online ဆန္ဒပြမှုတွေ ပြည်သူလူချင်းစီကမိမိရဲ့နေရမိမိရဲ့ခန္ဓာနဲ့မိမိကိုယ်ကိုဥူးဆောင်တဲ့ပုံစံမျိုးတွေကိုရှင်းသုံးလာတာကိုတွေ့ရတယ်။အဲ့တော့ဒီလိုဘုံချုပ်ကင်မှုကင်းပြန်သွားခြင်းကြောင့်အာနာပိုင်တွေကလူလူချင်းဒါမှမဟုတ်အဖွဲတစ်ခုကိုဖမ်းဆီးထိန်းချုပ်လိုက်ရုံနဲ့ဒေါ်လာရဲ့စိတ်တက်ကိုလုံးဝပိတ်ပြလို့မရတော့ပါဘူး။ဒါဟာဒီလှုပ်ရှားမှုရဲ့အဆုံးမရှိနိုင်သောခွန်အားပဲဖြစ်ပါတယ်။အဲ့တော့ဒီကွာကြားချက်၃ချက်ကလည်းမြင်ရတဲ့အတိုင်းပဲလက်ရှိလူဦးဒေါ်လာရဲ့တမိုင်းမှာအရင်ကမရှိခဲ့ဘူးတဲ့ဒီပညာ စီးလုံးမှုနဲ့ခန္ဓာရင်ရှိမှုတွေနဲ့တိဆောက်ထားတာ ဖြစ်ပါတယ်။ဒီချက်တွေကပဲဒီလှုပ်ရှားမှုဟာအနိုင်ယူလို့မရတဲ့အခြေခံအုံမြင့်ပေါ်မှာယက်တီနေကြောင်းသက်သေပြနေပါတယ်။အဲ့တော့ဒီဗီဒီယိုလေးကိုတဘောကြရဲဆိုရင်အမြင်ကိုလည်းကွန်မန့်မှာရေးခဲ့ပေးလို့ရပါတယ်။အဲ့တော့အမှန်တရားရဲ့နောက်ွယ်က insight တွေကိုလက်မလွတ်ရအောင် channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးကိုနှိပ်ထားဖို့လည်းတိုက်တွန်းပါတယ်ခင်ဗျ။ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ။စားစားကြိုးစားကြပါ